စိတ်နာကောင်းလို့နာကြောင့်ဝင်ထဲကောင်းလေးကိုခွန့်လွှတ်ပေးလိုက်ပြီးဖြစ်တဲ့ပိုးချပြုခင်းတဲ့ PK ထုံးလောက်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာလူမှုကွေရဲ့ပေါ်မှာတော်တော်လေးလှုပ်ခတ်သွားခဲ့တဲ့ပိုးချပြုခင်းတဲ့ PK ထုံးတို့ဇနီးမောင်နှံနဲ့ဆယ်ဝင်ထဲကောင်းလေးစစ်သွေးရန်တို့ရဲ့ပြည်တနာကိုအားလုံးပဲမှတ်မိကြအောင်ပဲထင်ပါရည်အစားကတော့သမီးလေးနဲ့ရိုက်ကူးခဲ့တဲ့ TikTok ဗီဒီယိုလေးတစ်ခုကနေစပြုခဲ့တဲ့ဒီပြည်တနာဟာနောက်ပိုင်းမှာနှုတ်နှစ်ဖက်လုံးတွဲစိတ်နှောက်ရှက်ဖြစ်စရာပြန်လည်နားလည်မှုလွဲမှားစေတဲ့ခြေနေတွေနဲ့တူတရားဆွဲဆိုတဲ့အစင်တီရောက်ရှိသွားခဲ့တာကြောင့်ပြည်သက်တွေကပါစိတ်မကောင်းဖြစ်ခဲ့ကြပါရည် အွန်လိုင်းပေါ်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြောဆိုမှုတွေသုံးသက်ချက်တွေမျိုးစုံထွက်ပေါ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့ခုခါမှာတော့ဒီပြဿနာတွေအားလုံးကအကောင်းဆုံးအနေထားနဲ့အဆုံးသတ်သွားခဲ့ပါပြီ။ရှားရသူတိုင်းရှင်ထဲမှာနှွေးထွေးသွားစေမဲ့တင်းကောင်းတစ်ခုပါပဲ။ဝင်းထဲကောင်လေးဖြစ်တဲ့စစ်သွေးရံဘက်ကသူ့ရဲ့အမားကိုကြိုးချောင်းဆင်ခြင်သုံးသက်မိပြီးတော့နောက်မှာကိုကြဘူခင်နဲ့ PK ထွန်းတို့ထံကိုလူကိုရိုင်းလာရောက်ပြီးတော့သူ့ရဲ့လုပ်ရက်တွေအတွက်ရိုးသေးကြိုးညော်တောင်းပန်ခဲ့တယ်လို့သိရပါပါတယ်။ ီလိုယောသားစွာဝန်ခံတောင်းပန်လာတဲ့အခါမှာတော့ပို့ချဘူခင်တို့ဇနီးမောင်နှံကလည်းသူတို့ရဲ့မေတ္တာတရားနဲ့ကြီးမားတဲ့ခွင့်လွှတ်နိုင်စွမ်းကိုပြသခဲ့ပါတယ်။ကောင်းလေးရဲ့နာဂတ်ကိုငှဲ့ကွက်ပြီးတော့သူတို့ဘက်ကဆွဆွဲထားတဲ့အမှုကိုချေအေးပေးကရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်။တကယ်ကိုမြန်မာလူမှုတိုင်းဝိုင်းရဲ့တံမိုးထားစရာဆင်လာတိုင်းအာဂါဒမထားဝဲနဲ့ခွင့်လွှတ်ခြင်းတရားကိုလက်ခံထားနိုင်ခဲ့တာပါ။တကယ်တော့ကော်ပီကေထုံးနဲ့မပိုးချဘူးခင်တို့ရဲ့စိတ်စေတနာကောင်းမွန်မှုကိုအနီးကဲတည်ကျွမ်းသူတိုင်းကအသိအမှတ်ပြုထားကြပါရဲ့ သူတို့ကအလုပ်တန်းနဲ့ပတ်သက်လာရင်လည်းလက်မနေဘဲနဲ့အမြဲတမ်းရရောကြသလိုသူတို့ရဲ့လက်အဝန်းတန်းတွေလည်းအလုပ်ရှင်နဲ့အလုပ်သမားဆိုတဲ့ပေါင်းခတ်ထားတာမျိုးတဲ့မိသားစုဝင်ရင်းချတွေလိုနှွေးထွေးစာဆက်ဆံတတ်ကြသူတွေပါဝန်းထဲနဲ့ရဲ့မွေးနေ့တွေမှာလက်ဆောင်တွေပေးတာအားလည်းရက်တွေမှာအတူတူအပြင်ထွက်စားတောက်ကြတာတွေကသူတို့ရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုပေါ်ပြနေပါတယ်။ဂျိုင်းမဲကန်တရားကမျက်နှာသာမပေးဘူးလို့ပဲဆိုရလိမ့်မလားဒီလောက်စေတနာကောင်းထားတဲ့သူတို့ဇနီးမောင်နှံဟာဝန်းထဲတွေကြောင့်စိတ်တော့ကရောက်ခဲ့ရတာအခုမှပထမဆုံးချိန်တော့မဟုတ်ပါဘူး။ ပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းလွန်ခဲ့တဲ့ကာလတခုတုန်းကလည်းမိမတယောက်လိုယုံကြည်စွာတာဝန်ပေးရထဲတဲ့ဝန်ထမ်းကောင်မလေးတဦးရဲ့တစ္ဆာဖမှုကိုပြပြင်းထန်ထန်ခံခဲ့ရပါဝါရီတံပေါ်ကြီးစိန်တဲ့ပစ္စည်းတွေကိုအတုနဲ့လဲလဲခိုးယူသွားတဲ့ပြည်မှာတိန်းနဲ့ရာကြည်နဲ့နာဆုံးရှုံးခဲ့ရပေမယ့်အဲ့ချိန်တုန်းကတောင်မှချက်ချင်းရေယူတာမျိုးမလုပ်ဘဲအမားကိုပြန်လဲဝန်ခံဖို့အခွင့်အရေးအကြိမ်တွေပေးခဲ့တဲ့ထိစိတ်ကောင်းထားခဲ့ကြတာပါ အခုဒီချိန်မှာလည်းအစာပိုင်းမှာပြဿနာတွေကြီးထွားခဲ့ပေမဲ့အမောင်းကိုတည်မြင်ပြီးပြန်လည်တောင်းပန်လာတဲ့အခါမှာတော့အတိတ်ကဖြစ်ပျက်တွေကြောင့်စိတ်နာစရာတွေရှိခဲ့ရင်တောင်းဘေးဖယ်ထားပြီးစင်နာတနာစွာနဲ့ခွလုတ်ပေးခဲ့ပြန်ပါတယ်။ဒီလိုရအောင်တို့ရဲ့စိတ်ထားမြင့်မြတ်မှုနဲ့ဗုဒ္ဓဘာသာရဲ့ဆုံးမတိုင်းလက်တွေ့ကျင့်ကြံနိုင်စွမ်းရှိမှုကိုထက်မှန်သက်သေပြလိုက်ကြပါပြီ။ကိုယ်ပေါ်မှာလုပ်ခဲ့သူကိုပြန်လည်ခွလုတ်ပေးနိုင်ခြင်းဟာတကယ်မုံမြတ်တဲ့စိတ်ထားဖြစ်ပြီးသမှုကွန်ရဲ့ပေါ်မှာလည်းပရိသတ်တွေဟာတို့ရဲ့လုပ်ရပေါ်တာရုခေါ်ဆိုချီးကျူးနေကြတာကိုအများအပြားမြင်တွေ့နေကြရပါတယ်။ အစုံသက်နေနဲ့ပြောချင်တာကတော့လူတိုင်းဟာအမှားနဲ့မကင်နိုင်ပါဘူး။အရေးကြီးတာကကိုမကိုသိရှိပြီးတော့ရဲဝင်တောင်းဝင်ယူတောင်းပန်ရဲဖို့နဲ့အမှားလို့သူဘက်ကတောင်းပန်လာတဲ့အခါမှာလေးကြီးမားတဲ့မြတ်တာနဲ့ခွင့်လွှတ်ပေးနိုင်ဖို့ပါပဲ။ဒီပြည့်လေးကနေကျမတို့အားလုံးတွေသင်ငန်းစာကောင်းများစွာရရှိနိုင်မယ်လို့ယုံကြည်ပါရစေ။ပရိသတ်ကြီးနေနဲ့ရောဒီလိုအမှုကိုချိန်အေးပြီးတော့ခွင့်လွှတ်ပေးလိုက်တဲ့မဘောကြပြုခင်နဲ့ PK ထွန်းတို့စနီးမောင်နိုင်ရဲ့လုပ်ရပေါ်မှာဘလို့မျိုးမြင်ပါတလဲသူတို့ရဲ့မုံမြတဲ့စိတ်ထားလေးကိုဂွန်ပြုစကားလေးတွေနဲ့တူကျမရဲ့ comment လေးမှာဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါဦးရှင်